ဗပယ်နှမ်းမျိုးနယ်ရှိတိတ်ရှိန်ရွှေဆိုင်အောင်ဓမြတိုက်ခဲ့တဲ့လူငယ်လေးဦးကို나이ပိုင်းအတွင်ဖမ်းဆီးရမိမင်္ဂလာပါပရိသတ်ကြီးရန်ကုန်တိုင်းဒေသကြီးဗပယ်နှမ်းမျိုးနယ်ရှိတိတ်ရှိန်ရန်နာရွှေဆိုင်အောင်ဓမြတိုက်ခဲ့တဲ့လူငယ်လေးဦးကို나이ပိုင်းအတွင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ် ရန်ကုန်တိုင်းဒေသကြီးပပေတန်းမြို့နယ်အမှတ်6ရပ်ကွက်29လမ်းနဲ့30လမ်းကြားမဟာဗန္ဒူလာလမ်းပေါ်မှာရှိတဲ့တိတ်ချိန်ရွှေဆိုင်မှာမတ်လ23ရက်မနက်7:45မိနစ်အချိန်မှာဆိုင်းပိုင်ရှင်ရဲ့တမိဖြစ်သူဟောင်းဆိုင်းဝင်းနဲ့အမျိုးသမီး9ဦးနဲ့အတူရှိနေစဉ်မတ်တွေတက်ဆင်ထားတဲ့အမျိုးသား၄ဦးကဆိုင်းရတွင်ကိုဝင်ရောက်လာပြီး သူတို့လေးဦးအနက်တဦးကတနက်အတူတလက်ကိုကိုင်ဆောင်ကတနက်ပြအချင်းချောက်ပြီးမှန်ကောင်တာအတွင်းရှိရွှေတဲ့ပစ္စည်းမျိုးစုံ20ကျပ်သားခန့်တံပိုးငွေကျပ်3200ခန့်ကိုလူရဲယူဆောင်သွားခဲ့တာဖြစ်ပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်မှုကျွလွန်သူတွေကိုဖမ်းဆီးရမိနိုင်ဖို့အတွက်ဆောင်ရွက်ခဲ့ရအောင်အခင်းဖြစ်ပတ်ဝန်းကျင်မှာရှိတဲ့တာဝန်သိပြည်သူတွေရဲ့တရင်ပေးချက်အရ ူးရက်မှုကျွလွန်သူတွေဟာ Toyota Corolla အမျိုးအစားအဖြူရောင်အငှားရင်နဲ့ပန်းစိုးတန်းလမ်းဘက်ကိုမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရှိခဲ့ရပြီးတဲ့နောက်အဆိုပါအငှားရင်ကိုစုံစမ်းရှာဖွေခဲ့ရာမနက်7:00နာရီမှာလမ်းမတော်မြို့နယ်အမှတ်2ရပ်ကွက်ဝါဒန်လမ်းနဲ့အနှောရထားလမ်းဆောင်မှာ၎င်းရှင်နဲ့အတူရင်မောင်းဖြစ်သူကိုတွေ့ရှိခဲ့ရတာကြောင့်သက်ဆိုင်ရာကို ထိမ့်သိမ်းခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ရှင်မောင်ဖြစ်သူရဲ့အထွတ်ဆိုချက်အရသူကလူရက်မှုကျူးလွန်သူတွေကိုကြောက်တတားမြို့နယ်အမှတ်ကိုရက်ွက်ကန်နာလန်းနဲ့ဘူအောင်ကျော်လန်းဆောင်ကိုငွေကျပ်၄000ကျပ်နဲ့လိုက်ပါပို့ဆောင်ပေးခဲ့ရတာဖြစ်ကြောင်းသိရှိခဲ့ရပြီးဆက်လက်စုံစမ်းစစ်ဆေးခဲ့ရမော်လွဲ၂နာရီ15မိနစ်မှာဘူတထောင်မြို့နယ်အမှတ်ခွန်ရက်ွက်ဘူအောင်ကျော်လန်းအမှတ်134 136ရှိကာဆာမြန်မာဟိုတယ်အခန်းအမှတ်300တဲမှာတိတ်ရှိန်ရွှေဆိုင်အားလူရက်မှုကျူးလွန်သူများဖြစ်ကြတဲ့ မုံပြင်းနယ်ကြိုက်ထုံမျိုးနယ်ဗရန်များရက်ွက်နယ်လင်းတန်းအောင်အသက်၁၈နှစ်တထုံမျိုးနယ်ပေါ်တော်မူကြီးရွာနယ်တတ်ထူးစင်အသက်20နှစ်ရွှေပြည်သားမျိုးနယ်အမတ်ဆက်ကိုရက်ွက်နယ်ကောင်းခန့်သူရခေါ်ဝတ်တုံးအသက်19နှစ်ပဲခူးတိုင်းဒေသကြီးထိုင်ဦးမျိုးနယ်စစ်ဘိုလ်ကြီးကြီးရွာနယ်မင်းခန့်ကိုခေါ်ဖိုးကောင်အသက်19နှစ်တို့လေးဦးကိုလူရမှုကျူးလွန်ရာမှာအုံပြုခဲ့တဲ့အနက်ရောင်ကော်တနက်တလန်တန်ဖြက်လွှာ၃ချောင်း ၊လူရဲယူဆောင်ရမှာရရှိခဲ့တဲ့ရွှေလက်ကောက်မျိုးစုံ52ကွင်၊ရွှေလက်စွန့်မျိုးစုံ38ကွင်နဲ့အတူတွေ့ရှိဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါဖန်းစီရမိသူ လင်းတန်းအောင်ပါလေးဦးကိုဆက်လက်စစ်ဆေးချက်အရာသူတို့လေးဦးစလုံးကမတ်လ20ရက်နေ့မှာကာဆာမြမဟိုတယ်ကိုရောက်ရှိတဲခိုခဲ့ကြပြီးငွေကြေးလိုအပ်ချက်အရာမဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့ရွှေဆိုင်တွေကိုလူရဲမှုကျူးလွန်ဖို့အတွက်လိုက်လံ၍အခြေအနေကြည့်ရှုခဲ့ကြကြောင်း ထို့သောကြည့်ရှုပြီးတဲ့နောက်တိတ်ဆိန်ရွှေဆိုင်အားလူရက်မှုကျူးလွန်ရန်ရွေးချယ်ခဲ့ကြတာဖြစ်ကြောင်းလူရက်ရာမှာအသုံးပြုခဲ့တဲ့အနက်ရောင်ကောတနက်ကိုစူးလီဖျားအနီးမဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့စတိုးဆိုင်တဆိုင်ကနေဝယ်ယူခဲ့တာဖြစ်ကြောင်းနဲ့လူရက်မှုကျူးလွန်ရာမှာလင်းတန်းအောင်ကအဆိုပါကောတနက်ကိုကင်ဆောင်အသုံးပြုကဥဆောင်ပြီးတော့လူရက်မှုကျူးလွန်ခဲ့တာဖြစ်ကြောင်းသိရပါတယ် တိတ်ရှိန်ရွှေဆိုင်အားတနက်ပြချင်းချောက်ပြီးတော့ရွှေတဲပစ္စည်းများလူရက်မှုဖြစ်စဉ်မှာကျူးလွန်သူများဖြစ်ကြတဲ့လင်းတန်းအောင် ကောင်းခန့်သူရခေါ်ဝတ်သုံးမင်းခန့်ကိုခေါ်ဖိုးကနဲ့တတ်ထူးစင်တို့လေးဦးကိုတက်တီကရွှေတဲပစ္စည်းများနဲ့အတူဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်ကနေ6နာရီအတွင်းဖော်ထုတ်ဖန်ဆီးရမိခဲ့ပြီးဥပဒေနဲ့အညီထိရောက်စွာအေးအေးယူနိုင်ဖို့အတွက်ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့တက်ဆိုင်ရရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်